မင်္ဂလာပါရှင်ဗမာခေတ်သစ်သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်ယခုအချိန်မှစာပေမော်လပိုင်းသတင်းများကိုစင်ကန်တင်ဆက်ပေးပါရမရှင်ပထမအဆုံးသတင်းအနေနဲ့မကွေးတိုင်းတွင်ရှိမြို့နယ်များမှာဝန်ထမ်းများနဲ့ပြည်သူများကိုမန်ရွှေစက်တော်ဖျားဝဲသူမဖြစ်မနေလာရောက်လေပယံစကောစီကချင်းချောက်ဆန့်ခေါ်ဆိုရတဲ့တွင်ဖြစ်ပါရရှင် မကွေးတိုင်းတွင်ရှိမြို့နယ်များမှာဝန်ထမ်းများနဲ့ပြည်သူများကိုမန်းရွှေဆက်တော်ပြားဝဲသို့မဖြစ်မနေလာရောက်ရန်စစ်ကောင်စီကချင်းချောက်ဆင့်ခေါ်နေသောချင်းချောက်ဆင့်ခေါ်ခံရသည့်ဝန်ထမ်းများနဲ့ဒေသပြည်သူများကရှင်ဟုံခေတ္တတရင်ဌာနချန်လို့ပြောဆိုသည်အချမ်းပဲစက်ကောင်စီကမင်းဘူးမြို့နယ်ရီဖေဝိုင်လာ၂ရက်မှာဧပြီ18ရက်တိ85ရက်ကြာမန်းရွှေဆက်တော်ရပါဒစေရီတော်ဗုဒ္ဓပူဇနီယဘုရားပွဲဝကျင်းပလျက်ရှိတော်လေလူစီကောင်းမှုရှိပေဖြစ်နေသောထို့ကြောင့်စက်ကောင်စီကမကွေးတိုင်းစက်ကောင်စီထံသို့ မရွှေစတော်ဖျားပွဲကိုမဖြစ်မနေလူစီကားစီလှုပ်ဆောင်ရညွန်ချောင်းကကြောင့်ထိုကြောင့်မကွေတိုင်းဆက်ကောင်စီကတိုင်းတွင်းရှိမြို့နယ်များမှဝန်ထမ်းများနဲ့ဒေသပြည်သူများကိုမန်းရွှေစတော်ဖျားပွဲသို့အုပ်စုလိုက်မဖြစ်မနေသွားရောက်ကြရန်ဖျားပေးခိုင်းစီလဲရှိကြောင်းသိရှိရသည်ကွန်နမေတာစုတွေကတော့မြို့နယ်လိုက်ဌာနလိုက်မန်းရွှေစက်တော်ဖျားဝဲသွားခိုင်းနဲ့ခရီးစည်းရိုင်းနဲ့ကားစီစဉ်နေတယ်။အလဲကျမြို့နယ်ရုံနဲ့ဌာနရီရဲ့လိုက်သွားခိုင်းတာခွင့်ရတွေလည်းပေးနေတယ်ဟုမကွေးမြို့ပေါ်မှာចောင်းဆရာမတို့ကပြောဆိုသည်။ ချို့ပြင်မကွေတိုင်းမင်းမှုမျိုးနဲ့တွင်ရှိကျေးရွာများမှပြည်သူများကိုလည်းမန်းရွှေစက်တော်ဖျားပွဲတော်သို့မဖြစ်မနေသွားရောက်ကြရင်မကွေတိုင်းထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကညွန်ကြားလိုက်ပြီးမြို့နယ်ကျေးရွာနဲ့ရက်ွက်အုပ်ချုပ်ရေးမှုအဖွဲ့များကပြည်သူများကိုစူးစီးခေါ်ဆောင်ကသွားရောက်နေရကြောင်းသိရှိရသည် မင်းမမန်းရွှေဆက်တော်ဘုရားဝယ်မှာလူမစီလို့ရွာတွေကနေလူတွေစုခိုင်းပြီးသွားခိုင်းနေကားချိုပိုစီစဉ်ပေးတယ်အိုချိုရီမှုတွေကစရင်ခောက်ပြီးရိုင်းမှုစရင်မှုတွေဦးစားမိသွားကြတယ်ဟုမင်းမမြို့နယ်မှာဒေသပြည်သူတို့ကပြောဆိုသည်စက်ကောင်စီကမန်းရွှေစတော်ဘုရားပွဲကိုဖေဖော်ဝါရီလ၂ရက်နေ့မှဧပြီ၁၉ရက်နေ့ထိရပ်ပန်း85ရက်ကြာကျင်းမှာပြုလုပ်လျက်ရှိကြောင်းရင်းဘုရားပွဲတွင်စက်ကောင်စီကဒဲကိုဆောင်ခန်းပေါင်း၃၀၀ကျော်နှင့်ဈေးဆိုင်ခန်းပေါင်း၃၅၀ခန်းကိုဆောက်လုပ်ထားကြောင်းသိရှိရသည်။ ဆက်လက်ပြီးတာပေါင်းရှေတန်းမှာထပ်ပြေးလာသည့်စစ်တောင်းငါးကိုစက်ကောင်စီတက်ကပြန်ဖမ်းပြီးသမင်းကြီးကရှေတန်းပြန်ပို့ဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။အေရီတိုင်းတာပေါင်းမျိုးနဲ့တဲပြူရအနောက်ဘက်မယန်းချင်းရွာတွင်တိုက်ပွဲများပြင်းထန်နေတဲ့အတွက်မက်လ18ရက်နေ့ကစစ်ကောင်စီတပ်သား9ဦးမှ ရှေ့တန်းမှထွက်ပြေးခဲ့ကြောင်းသိရှိရသည် ကပောင်းမျိုးဘတ်တို့ဥတီထွက်ပြေးလာသည့်အဆိုပါစစ်ကောင်စီတပ်သားငောင်းမှပသိန်တာပေါင်းကလန်မော်ရှိကျွတ်တော်ကွင်းရွာလန်းဆောင်ရောင်းရင်းစစ်ကောင်စီတပ်ကပြန်လည်ဖက်မိခဲ့ပြီးနောက်ချမင်းကျွေးရွှေလန်းတို့ပြန်ပို့ခဲ့ကြောင်းဒေသတွင်းစစ်ရေးတွင်ရင်းမြစ်များထံကသိရသည် ဒေဗျူရွာနောက်ဘက်ကမယန်းချင်းရွာမှာတိုက်ပွဲတွေဖြစ်တော့အဲ့ဒီစစ်သား၅ယောက်ကစစ်မတိုက်ချင်တော့လို့ဒီမှာကြောက်ပြီးကိုလိုယုံထွက်ပြေးကြတာစစ်တုံဝင်းရွာလမ်းဆောင်ရောက်တော့အိမ်မှာရှိနေတဲ့တပ်ကသူတို့ကိုပြန်ဖမ်းမိသွားတယ်။တကယ်ဆိုစစ်ဦးရေရရှေ့တန်းကထွက်ပြေးတာအေးအေးယူရမှာဒါပေမဲ့စစ်တပ်မှလူမရှိတော့အဲ့ဒီ၅ယောက်ကိုထမင်းချွေပြီးခန်းဆစ်ပြင်လာတဲ့ခမရ၃ယောက်ရှေ့တက်ကိုပို့လိုက်တယ်ဟုတာပေါင်းမျိုးရှိစစ်ကောင်စီတနေနေဆက်သူတို့က ARA time ကိုပြောတယ် လက်ရှိရင်တာပေါင်းမျိုးနဲ့ရှိတာပေါင်းလေးရွာကမွန်ချွင်ကုန်းနဲ့မယန်းချင်းရွာတို့အနေနဲ့စစ်ကောင်စီတပ်နဲ့အရခတပ်မတော်အေပိုးအောင်တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။ရှမန်နီမက်လ19ရက်နေ့ညပိုင်းတိုက်ပွဲပြင်းထန်လာပြီးနောက်စစ်ကောင်စီကလက်နက်ကြီးနှစ်လက်ကိုကမွန်ချွင်ရွာမှာတဲပြူရွာကိုပြန်သေးလာပြီးခန့်စစ်ပြင်နေကြောင်းသိရသည်။ စစ်ကောင်စီတတိုက်ပွဲဖြစ်ပွားနေသည့်ရွာအနီးနားရှိအလုံလုံကိုင်းနေသူများကိုလည်း၎င်းတို့ရွာများကိုပြန်ခိုင်းနေပြီးခမရ300ရှစ်အနီးရှိခြေရွာများမှာလည်းတိုက်ပွဲနီးကပ်လာသည်ဖြင့်အစိုးရကရွှေပြောင်းရန်ပြင်ဆင်နေကြသောဒေသခံများထံမှသိရသည်သာမောင်မျိုးနှင့်ဇွန်လာကျေးအုပ်စုသဲပြူနေရှိကမွန်ချင်းကုန်းနှင့်တစ်ပြူအုပ်စုသဝမ်ဘူးစားဆောင်တို့ကို ပြီးခဲ့သည့် match လ73ရက်တွင်စစ်ကောင်စီက၄ကြောင်းမှတိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်ဒေသခံများဆစ်ရှောင်းနေသည့်မယန်းချင်းရွာများဘက်သို့ပါစစ်ကောင်စီကစစ်ကြောင်းထိုးနေပြီးဒေသခံများထပ်မံဆစ်ရှောင်းနေကြောင်းသိရသည်။ရခုဆက်လက်တွင်ဆက်ပိမဲတွင်ကတော့မြောင်မျိုးပေါ်ရှိတက်စကန်တိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီအင်အားဖြည့်တင်းဆွေးနွေးမယ်ဖြစ်ပါရရှိ။စကိုင်းနိုင်ငံမြို့ဝါရှိစစ်ကောင်စီတပ်ဆွဲထားသောစကန်တိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီကအင်အားဖြည့်တင်းနေသောဒေသခံစီရေးတော်ရှိသူများကလူလူနေသူတို့ပြောလေ မရှိလဆကိုရက်ကမြောင်မြူရှိစုခေါင်စီစခန်း၌မင်္ဂလာပွဲကျင်းပသည့်နေရာကိုတော်လိုင်းတပ်ဖွဲ့များကဒရုန်းဖြင့်စတင်တိုက်ခိုက်ခဲ့ပြီးနောက်အဆိုပါစခန်းနေရာနေတွင်နိုင်ဝဲကြတိုက်ဝဲဖြစ်ပွားခဲ့သည်ဟုဆိုသည်ထို့နောက်ချောင်းမြေမုံနှင့်မြင်းချန်တို့မှတပ်သားများအားမြောင်မျိုးတို့မက်လ20ရက်တွင်စစ်ကောင်စီကအင်အားဖြည့်တင်လိုက်သည်ဟုဒေသခံစီရီတောင်းရှိသူများကပြောသည် ချောင်းနဲ့ရေကန်နဲ့မြေမှုကွေးပင်ကြောကဟာရီပေါင်းပြီးမြောင်လန်းခွဲတိုင်းကအာရီနဲ့ပေါင်းပြီးကာလန်တလျှောက်ကြော်မင်းရောရွာသေးရောချီရတော်ရွာတွေကိုညာချင်းဝဲမွေးလာရင်မြောင်မြုံနယ်တွေရောက်လာတယ်။အေရီမြေရှိဘက်ကန်ကစီမီကုန်းဘက်ကလည်းတင်မောနဲ့မြေချောင်းလိုက်မောင်းနေပြီးအင်အား30ကျော်မြေကန်တပေမယိုးကုန်းရွာကနေမင်းကမနက်ကမြောင်မြို့တွေပူပေါင်းသွားတွေကိုမြောင်ပြည်သူတပ်မတော်ကိုတိုက်ကားကပြောသည် စကောင်းစီတီမြို့ရင်တိုက်ခိုက်ခံရပြီးနောက် ညောင်မျိုးနယ်ကိုစက်တက်လေဒီပြေပရမဆုံးချိန်တိုက်ခိုက်ခဲ့ကလက်နက်ကြီးဖြင့်လည်းပြစ်ကတ်မှုများပြုလုပ်ခဲ့သည်တိုက်ခိုက်မှုများကြောင့်ပြည်သူလေးဦးသေဆုံးခဲ့ပြီးနေရချို့မီလောင်ကသရိဆန်ချို့လည်းသေဆုံးခဲ့ရသည်မက်ရှလာစကူရဲ့ညပိုင်းကဆော်ရင်မုံရမျိုးအနောက်မြောက်တိုင်းစစ်ဌာနချုပ်အနောက်မှကမှတက်လာသည့်စက်တက်လေဒီသည်ညောင်မျိုးနယ်ကရူကုန်းချေရွာကိုကနေဥပုံချဲခဲ့သည်ဟုဆိုသည်မက်လ20ရက်နေ့နံနက်ပိုင်းတွင်လည်းမြောင်မြို့နယ်ကိုစစ်ကောင်စီကစစ်တပ်လေးတွေဖြင့်ဆက်လက်တိုက်ခိုက်ခဲ့သည် မြူရင်စခန်းသိမ်းမဲ့ထင်းနေကြရဟုစစ်ကောင်စီတပ်အင်အားဖြည့်တင်းနေမှုပေါ် CDSOM မြောင်မြို့နယ်ပြည်သူ့ကော်ရဲနှင့်လုံခြုံရေးအဖွဲ့ CDSOM တာဝန်ခံကုလနေဘဝပြောသည်လက်ရှိတွင်မြောင်မြို့နယ်၌ကြောက်ရွံ့ရွာစခန်းမြို့မရဲစခန်းနှင့်မြူရင်အထိုင်စခန်းတို့၏စစ်ကောင်စီကအင်အား300ကျော်ဖြင့်ခန်းဆဲပြန်လာသည်မြောင်မြို့နယ်တွင်မန္တလေးစခိုင်းနှင့်မကွေးတိုင်းတို့ဖြင့်ချိတ်ဆက်နိုင်သည့်ဒေသဖြစ်ပြီးရေစကြူ၊ချောဦးမြင်းမှုငန်းစုံနှင့်မြင်းဆန်မြို့နယ်တို့နှင့်လည်းထိစပ်နေသည် ဆက်လက်ပြီးကင်းစော့ပြူစော့ကြီးကိုစနိုက်ပါဖြင့်ပြက်ခတ်ရှင်းလင်းအောင်မျောစင်ပေါ်မှပြုတ်ချတည်ဆုံဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းမြိုင်မြို့နယ်ကန်ဒီချေရွာပြူစော့တီစကန်ကင်းစော့တရားကိုစနိုက်ပါနဲ့ပြက်ခတ်တာခါရတည်ဆုံသွားတယ်လို့ MBL မြောက်ပိုင်းစုံမြိုင်ဘကဖာကဒီနေ့ထုတ်ပြန်ပါတယ်။မက်စလာဇဂိုရီယာကတော်လိုင်းမဟာမိတ်တပ်ဖွဲ့တွေပူပါမီကန်နီချေရွာကမျိုးစင်ပေါ်ရှိကင်းဆောင်ပြူစော်တီတရားကိုစနိုက်ပါနဲ့ပြက်ခတ်ခဲ့ရာမျိုးစင်ပေါ်ကနေပြုတ်ချအသေးဆုံးသွားတယ်လို့ဆိုပါရယ် အရေးတိုက်ခိုက်မှုကို NDM မြောက်ပိုင်းဆောင်မြိုင်းပကပမကြီးရိတ်ကိုရဲပကပကိုကရုံတိုက်နယ်လေးပကပတပီရောပကပကိုလီယိုအီဂဲဘရီဂိတ်တပ်ဖွဲ့တို့ပူးပေါင်းပြီးစိုက်ပွဲတွားရဖို့ဆောင်ခဲ့တယ်လို့သိရပါဗျ။ဆလတ်တင်ဆက်ပေးမယ်ရင်ဆောင်ရကတော့ကြောက်ကြီးကြိုက်တုံနဲ့ကလေးမျိုးနဲ့ရရင်စတဲ့အကျန်းဘက်တိုက်ခိုက်မှုများကြောင့်ဖီသွန်အိုးတရရရှိပြီးနေအများပြည့်စီဆိုရတဲ့မင်းဖြစ်ပါရဲ့ရှင် ပုဂံတိုင်းချောက်ကြီးမြို့နယ်ရှိကြီးရွာများကိုစံပတ်စစ်တပ်ကလက်နက်ကြီးဖြင့်ပြက်ကတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူ့နှုံတရားရပိနေများပြည့်စည်ခဲ့ကြောင်း KNU ဘူကသတင်းထုတ်ပြန်သည် မက်လာဆက်ခုနှစ်ရက်နေ့အချမ်းမက်ဆက်ကောင်းစီတက်ကစောက်ကြီးမြို့နယ်နန်းတန်ခွင်းစခန်းမှာ120မမလက်နက်ကြီးနှလုံးပြက်ခဲတိုက်ခိုက်ခဲ့ရာဖိုးရကြီးရွာနဲ့ချောင်းဝကြီးရွာတဲ့သို့ကြောက်ရပေါက်ကွဲပြီးဇေယျနေပြီးသူအသက်62နှစ်အရွယ်တွန်လလကျွေးနေအသက်32နှစ်အရွယ်မဆူဆူမာရူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းချိုးပြင်းပြည်သူပိုင်းနေလေးလုံးနဲ့ပျက်စီးခဲ့ကြောင်းသိရသည် အလားတူမွန်ပြည်နယ်ကြိုက်တူမြို့နယ်ရှိကြီးရွာများကိုလည်းချမ်ပတ်စစ်တပ်ကလက်နက်ကြီးဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်တော်မီလောင်ကျွမ်းငယ်ကြောင့်သိရှိရသည်မတ်လ15ရက်နေ့နနက်10:45မိနစ်ခန့်အချိန်အမတ်120နှစ်နဲ့အခြေချထားသောစစ်တပ်ကကွာလီရေကန်ကုန်းမှနေရလက်လုံအသေးကန်ဒရုန်းတစ်စီးလွတ်တရင်တိုက်ခိုက်ခဲ့ရာဝင်းကလောင်းကြီးရွာအုပ်စုမင်းယုံကြီးရွာနှင့်ကရိုင်းတုတ်ရွာသောချောင်းမင်းဟောင်းနေရာကိုကြားရောက်ပေါက်ကွဲခဲ့ပြီးတော်မီလောင်ကျွမ်းငယ်ကြောင်သိရသည် ထို့သူမတ်လ16ရက်နေ့မိုးလင်းတနားရီခုနှစ်မိနစ်ခန့်ချိန်ကျန်းဘတ်7ရီအမှတ်330မြောက်တက်တွင်စင်ရင်းရအနီးရှိပြည်သူများ၏လုံရန်ခွေနေသူလက်နက်ကြီးတလုံးပြည့်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်ထိုပြင်သဂိုင်းလိုင်းကလေးမျိုးနယ်ရှိဂျေးဘော်တွေအားကိုလည်းအချမ်းမဲ့စစ်တကလီရင်ပြင်ပုံစဲတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည် မတ်လ20ရက်နေ့ည7:30မိနစ်ခန့်ချိန်ဆိုဝါရေရှင်ရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကလင်းပြင်းဘုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုရှိမှုရှိကိုစုံစမ်းနေစေဖြစ်ကြောင်းသိရှိရသည်။